အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဆင်ရဖြစ်ပါတယ်2025ခုနှစ်မတ်လ19ရက်ဗုဒ္ဓဟူးနေ့မနေ့ခင်မှာစီရင်တင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ချင်းပြည်နယ်ဖလန်းမြို့အခြေအနေလေးနဲ့စတင်လိုက်ရအောင်ပါအင်အားပြည်တွေရောက်ရှိလာလို့တိုင်ရင်ဌာနချုပ်အပြင်ထပ်ပြီးနေမီရှင်းလင်းရေးလုပ်တယ်ထင်ပါတယ် ဒုတယမှုအပါဝင်အယောက်20မက်ဆီကိုက်ပြီး6ယောက်ကတော့ပျောက်ဆုံးနေတယ်လို့သိရပါတယ်။မြို့ဝကျွန်းတော်ဒေသမတိုင်းချောင်းမြို့နာရေးကူညီမှုအတင်းဖြစ်တဲ့အာယုပါလာကအမ်ဘူလန့်မော်တော်ယာဉ်များဟာစစ်ကောင်စီအတွက်အမြဲအသင့်ပြင်ဖိတ်ထားနေရပါတယ်။ချင်းလယ်မှာဖြစ်ပွားခဲ့တဲ့ထိတွေ့မှုဖြစ်စဉ်တွေမှာမက်ဆီကိုက်တွေနဲ့မတိမရှင်ဖြစ်နေတဲ့လူနာတွေကိုပတိန်ကိုအရေးပေါ်ပို့ဆောင်ခဲ့ပေမဲ့ ရောက်လဲရောက်ရောအားလုံးမတ်စီတွေဖြစ်နေပါတော့တယ်။ဈေးရုံရေခဲတိုက်ထဲကိုအားလုံးရောက်ရှိသွားပြီဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်အခြေစိုက်ခလာရ73တဲကနေတန်ချက်ကရင်းတွေကိုတွဲကားတွေနဲ့တင်ဆောင်ပြီးထွက်ခွာလာတာရှိပါတယ်။စိတ်ဖြူနဲ့ရွတ်တမဲအချားကိုဥတီတာဖြစ်ဖို့များပါတယ်။စည်ရေးချင်းနေပြင်းမာနေတဲ့ရွှေဆက်တော်ဖျားပွဲ လူမစီကားတော့ပါဘူးဒါကြောင့်မင်းမုန်းနဲ့မခွေးမျိုးကဌာနဆိုင်ရာဝန်ထမ်းတွေတဌာန900လုံးစကေးကြပို့ဆောင်နေရပါတယ်မနေ့ကနေ့လယ်7:00နာရီခွဲမှာလူစုဖျားကိုပို့ပြီးည9:00နာရီမှာပြန်လည်ထွက်ခွာပါတယ်ခြေဆက်တော်မှာဟိုရင်ကနှစ်စင်နီးပါတဲချောင်းတာဝန်ခံအနေနဲ့လုတ်ခဲ့ရဘူးပါတယ် ဗုဒ္ဓပူဇနီယနေမြေထဲမှာအယက်ဘီယာရတာဆိုရင်ဌာနဆိုင်ရာတဲเจ้าတွေပဲဖြစ်ပါတယ်အာနာမသိငင်ကအထိတက်မိသားစုတွေဖျားဖူးပို့ပေးကြတာပို့ပေးကြပါတယ်အယက်ဘီယာဖားတွေပေါ်မှာမိသားစုတွေထိုင်စည်းလာကြတာစစ်ကားလေစစ်ကားဆိုတာဘလူးမှစစ်လို့မှမရတာရှင်းစနာနီးရဲ့တဲเจ้าတော်တော်များများဟာစစ်တပ်ဌာနဆိုင်ရာနဲ့ခရိုနီတွေ ကန်ဖရိုက်ယူထားကြတာပဲဖြစ်ပါတယ်ပြင်းဦးလေအေးစေးငြိမ်သက်နေပါလေမနေ့ကတော့မီလန်မီရှူရောအမိုက်ပုံမီရှူတာတွေလောက်ပြီးပြစ်ကွင်းမြင်ကွင်းရှင်းနေပါလေဖန်ပွေးဖြူဟာတော့ပတ်လည်ခံစစ်ပြင်နေရပြီဖြစ်ပါတယ်အင်ဝိုင်းတခြားဆက်ကလုံသားဝင်တန်းတစ်ထောင်ကျော်နဲ့လဲပတ်နေတာဖြစ်ပါတယ် ။စကြားဆက်ဟာအင်းဝိုင်းရွာနဲ့တဲလိုက်ရွာကြားကလည်းတည်ရှိနေတာဖြစ်ပါတယ်။မနေ့ကပြောခဲ့တဲ့ရန်ကုန်ချိုက်ကစံခွင်းကိုယနေ့အားကစားဝင်ကြီးလာဖို့ရှိနေပါတယ်။လုံခြုံရေးတိုးမြင့်ထားပြီလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ်ကုန်စည်ပြပွဲလုပ်မှာတေချာသလောက်ဖြစ်ပြီးရုရှားပြည်ကြီးတို့နေမြအတွဲလိုက်လာပါလိမ့်မယ်။ စက္ကတိုလ်ဝန်ထမ်းစာမေးပွဲအပြီးဒီလ22ရက်နေ့နောက်ပိုင်းဖြစ်ဖို့များပါတယ်။သတင်းအနေနဲ့သာပြောရတာဖြစ်ပြီးရန်ကုန်မှာလှုပ်ရှားဖို့ကတော်တော်လေးခက်ခဲလာနေတဲ့အနေအထားကိုရောက်နေပါပြီ။ကြရတယ်လို့လို့မကြရတယ်လို့ဖြစ်နေတဲ့ညောင်ချိုးမကြသေးပါဘူး။မနေ့ကကပ္စာ6ညောင်ခြေတော့ကိုဒါကစပြီကခိတ္တဒေတာကုတ်ကရေမှုဘုံကြီးဝင်းထွက်လာသွားပါတယ်။ ညောင်ကျိုးကိုထပ်ဖြစ်တဲ့အဖြစ်စေလွတ်မဲ့ခေါင်းပေါင်းစစ်ထွက်မိန်ကွန်းသွားပြောတာဖြစ်ပါတယ်။အုတ်ရှိပင်ကိုရန်သူရောက်လာရင်တေတံလို့ပြောပါတယ်။အပြောခံရတဲ့ခေါင်းပေါင်းကတော့ပြုံးနေမှာပဲဖြစ်ပါတယ်။အဖတ်တချုပ်ကြီးကိုယ်တိုင်ပြောပြီးသားစစ်စာတာမဖောက်နဲ့ထွက်ပြေးလေရတယ်။အပြေးကောင်းပြီအပြောကောင်းရင်တိုင်းမှုတွေကြောင်းကြီးတွေတောင်ဖြစ်သေးတာပဲ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ဒီ YouTube channel ကနေ မကြခင်ရက်ပိုင်းအတွင်းမှာချမ်းမြောက်အေးဘူးတည်တည်ချာချာလေးသုံးသက်ပြီးတော့မှမလို့မျက်ခြေမပြတ်စောင့်ကြည့်နားထောင်ပေးဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာကျေးဇူးအများကြီးကျင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး notification လေးယူထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ